င်္ဂလာပါရှင်ကျမကတော့ချီချိုဆမ်းပါ DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါစစ်လက်နက်နဲ့စစ်အုံဆောင်ပစ္စည်းတွေကိုပို့ကောက်အောင်ထုတ်ကြဖို့စစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကဧပြီလ26ရက်မှာလုပ်တဲ့85နှစ်မြောက် ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့နေ့အခမ်းအနားမှာပြောပါရတယ် စစ်ကောင်ဆောင်မင်းအောင်လှိုင်ဟာကမ္ဘာအကြီးဆုံးအဖြစ်သူတည်ထားတယ်လို့ခေါ်ယူနေတဲ့မာရဝိဇယဗုဒ္ဓရုပ်ပွားတော်တည်ထားကိုယ်ခွေရမှာစစ်တပ်ရဲ့ကာကွယ်ပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့ကအ धिक အခန်းကနေပဝင်ခဲ့တယ်လို့လည်းချိတ်ဆက်မြှောက်ပေးပြောဆိုပါတယ်မြန်မာနိုင်ငံမှာမင်းနှုံးမင်းလက်ထက်ကလေးကကနောင်မင်းသားကစစ်လက်နက်ပစ္စည်းတွေထုတ်ဖို့စူးစမ်းခဲ့ကြောင်း လွတ်လပ်ရရပြီးနောက်ပုဂံနာတွေကိုရင်ဆိုင်ရပြီးအထုတ်ထားအာဏာကိုတက်မတော်ကခက်ခက်ခက်ခဲကာကွယ်ဆောက်ရှောက်ခဲ့ကြောင်းစတဲ့သမိုင်းတွေကိုပြောဆိုခဲ့ပါတယ်။စစ်လိုက်နဲ့နဲ့စစ်သုံးဆောင်ပစ္စည်းဆိုရာဟာစစ်မြေပြင်မှာမှတ်ကြောက်တင်ခံရမှာဖြစ်လို့အရေးသွေးပိုကောင်းတာထက်ပိုကောင်းအောင် စွမ်းဆောင်နိုင်ရည်မြင့်မာတာထက်မြင့်မာအောင်နေပယ်စုံကနေဂျိုးပန်းဆောင်ရွက်သွားကြဖို့လဲမှာကြားလို့ရတယ်လို့ပြောပါတယ်ရှင်။ မြို့သားညညရဲ့အစိုးရပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနပြည်သူ့ရဲတပ်ဖွဲ့ People's Police လက်အောက်ခံလူကြော်ရေးနဲ့အကြမ်းဖက်နှိမ်နှင်းရေးအထူးတပ်ဖွဲ့ SSDF ရဲ့အပတ်စဉ်သုံးသင်တန်းစစ်ပွဲကိုလွမြောက်နေမြေတနရာမှာပြီးခရက်ရက်ပိုင်းကကျင်းပခဲ့ပါတယ်အဲ့ဒီ SSDF အပတ်စဉ်သုံးသင်တန်းမှာဘိုးကုတ်နောင်ချိုပြည်ဦးလွင်အမရပူရမရေယာနထိုးကြီးစတဲ့ဒေသတွေက PDF ရဲ့ဘော်တွေတက်ရောက်ခဲ့ပြီးသင်တန်းကာလလေးလဝန်းကျင်ကြာမြင့်နေလို့သိရပါဗျာ လာမယ့်အပတ်စဉ်လေးအတွက်ကိုလည်းနိုင်ငံတော်ကတပ်ဖွဲ့ဝင်တစ်တွေကိုဆက်လက်ပြီးလက်ခံနေတယ်လို့ SSDF ရဲ့တာဝန်ရှိသူတယောက်ကပြောပါတယ်ရှင်မြမအင်အားပြင်းငလင်ဘေးကြောင့်မန္တလေးကထိခိုက်ထရာရသူတွေကိုကူညီဖို့အတွက်ထိုင်းနိုင်ငံကတတိယအကြိမ်မြောက်အရေးပေါ်ဆေးဖွဲ့ကိုဆေးလွှတ်ထားတဲ့အကြောင်းထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနရဲ့ပြောဆိုချက်ကိုကိုးကားပြီးဘန်ကောက်ပို့စ်သတင်းမှာဧပြီလ26ရက်ကဖော်ပြပါရတယ်။ အဲ့ဒီအဖွဲ့ထဲမှာတော့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ညှိနှိုင်းရေးမှူးနဲ့ Ruam Katan Yu Foundation ကစစ်တမ်းဝန်ထမ်းတွေအပါအဝင်အဖွဲ့ဝင်30ပါဝင်ကလာမယ့်မေလ2ရက်အထိထောက်ပံ့ကူညီမှုတွေပေးအပ်သွားမယ်လို့ဌာနငယ်ယောဂထိချုပ်ရေးဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်ကပြောပါရယ်သူတို့ရဲ့ဤမှန်ချက်ကတော့ငလင်ဘေးတဲ့ဒေသတွေမှာ ကူးစက်နိုင်တဲ့ယောဂတွေကိုစောင့်ကြည့်ဖို့အမိုးအကာနဲ့ရေစီမံခန့်ခွဲမှုစနစ်တွေပုံမကောင်းမွန်လာစေဖို့ရေစစ်တက်စနစ်ကိုလည်းတက်ဆင်သွားနိုင်ဖို့တွေပါဝင်တယ်လို့လဲဆိုပါတယ်အဲ့ဒီစနစ်အရာတနအီကိုတောက်တုံးရေအနည်းဆုံးလီတာ600ထုတ်ပေးနိုင်ပြီးပြုပြင် ထိမ့်သိမ်းစေးလဲတတစီမှာဖြစ်ကလူပေါင်း2000လောက်အတွက်ရေချောက်ဖြစ်တဲ့ယောဂရီဖြစ်နိုင်ခြေကိုရှော့ချဖို့ဒီဇိုင်းထုတ်ထားတဲ့အကြောင်းလဲဒေါက်တာ အနက်ကပြောပါရရှင်။ အင်အားပြင်းငလင်လှုပ်ခတ်ခဲ့မှုကြောင့်ဆက်ရုပ်အလုပ်ရုံနဲ့လုပ်ငန်းခွင်တွေပြိုကျပျက်စီးခဲ့တဲ့အတွက်ငလင်သည့်ဒေသကအခြေခံအလုပ်သမားတွေအလုပ်ကိုင်းတွေဆုံးရှုံးခဲ့ရပါတယ်။လက်ရှိမှာတော့ငလင်သည့်ဒေသအခြေခံအလုပ်သမားတွေကအလုပ်ကိုင်းပြန်ရရှိရေးနဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားခဲ့ရမှုတွေအတွက်ရုန်းကန်နေရတယ်လို့မြေပြင်မှာအကူအညီမှုတွေလှုပ်ဆောင်ပေးနေတဲ့သွေးစီညညတော်တမကများဖွဲ့ချုပ်မြန်မာ STUM ကဒေါ်မျိုးမျိုးအေးကပြောပါတယ်။ TPP သတင်းတော်ဝေဝေကဆက်သွယ်မေးမြန်းထားပါတယ်ရှင်။ အစမတို့အခုတော့ကူညီနေရဆိုတော့ဒီအထက်မြန်မာပြည်ဘက်မှာရှိရလေဒီစက်ရုံလို့လေပြိုကျပျက်စီးသွားတယ်အလုပ်တွေလောလောဆယ်မရှိနေဘူးဆိုတော့အဲ့ဒီအခြေအနေလေး update လေးသိချင်လို့ရှင့်ဟိုအလုပ်သမားတွေကဘယ်လိုအခြေအနေတွေရောက်နေပြီလဲပေါ့နော်ဟိုအလုပ်တွေပြန်လုပ်နေရပြီလားစသဖြင့်အဲ့ဒါလေးသိချင်လို့ပါရှင့်ပါအဲသူတို့ကဆက်ရုံပိုင်ရှင်တွေကပါလေလုံုံရေးသူတို့တို့ငလင်းတန်ခံရတဲ့ခါကျတော့ဆက်ုံကြီးပြန်ပြင်ရမယ်ပေါ့နော်အဲ့ဒါကြောင့်နားထားတယ်ပြီးပြောတယ်တကယ်ဆိုလို့ရှင်တော့ဟိုအလုံသမားကအလုံမလုံ no and no ပဲနေနော်အလုံရှင်တန်ထားတယ်ဆိုလို့ရှင် အလုံသမားအတွက်ကိုသူကပေးရမှာမဟုတ်ဘူးဆိုရင်လားအလုံသမားနဲ့ညှိပြီးတော့ဥပမာ၁၀ရက်ခပေးမယ်လို့ရက်၂၀ခပေးအဲ့လိုဖြစ်ရမှာလုံးဝမပေးဘူးဆိုတာမျိုးကတော့ဒါဥပဒေကိုကျော်လွန်ပြီးတော့လုပ်တာပေါ့နော်အဲ့ဒါကြတော့ကျမတို့ကလက်မခံနိုင်ဘူးဒါပေမဲ့လည်းညီပြမအဲ့လိုပဲဖြစ်နေတယ်သူတို့အနေနဲ့အဲ့ဒါကိုညှိဖို့လို့ဖြည့်ရှင်းဖို့လို့သူတို့ကစိတ်ကူးမရှိဘူးအော်လောလောဆယ်သူတို့ဒုက္ခပေါ့နော်ခုနအဲ့လိုမျိုးအနေဖို့စားဖို့ဒုက္ခကိုပဲသူတို့ကအရင်ဆုံးဖြည့်ရှင်းနေရတာဖြစ်တဲ့အတွက်ကြောင့်မလို့ အဲ့ဒါကိုပဲသူကပြောတာအဲတကယ်တော့ဒါကကျမတို့အနေနဲ့ဆိုလက်ခံနိုင်တဲ့ကိစ္စမဟုတ်ဘူးဒါလုံလဲရှင်တာဝန်ယူရမယ့်ကိစ္စလေဟုတ်ကဲ့ဆရာမဟုတ်အအခုဆရာမတို့တောက်ကူညီနေတဲ့ဒီအလုပ်သမားတွေရဲ့အခြေအနေကိုဆရာမတို့ကဘယ်လိုမျိုးအနေထားထိဟိုကူညီထောက်ပံ့ပေးနေရလဲရှင်ဥပမာအာငွေအားဖြည့်ကူညီရလားဒါမှမဟုတ်လို့ရှင်ဟိုတို့နေအိမ်တွေပြက်စီးသွားလို့နေအိမ်တွေအတွက်နေဖို့စားဖို့အထိပါကူညီပေးနေရလားရှင်ဟို SDUN ကဘယ်လောက်ထိကူညီပေးနေရလဲရှင်စစအုပ်ဆုံးကတော့ကျမတို့ကလက်တလုံးစားမယ်ဒီခောက်ဆဲချောက်တို့ဒီဆေးတို့ပေါ့နော်အဲ့လိုမျိုးနဲ့သွားတာ နောက်ဒုတိယတစ်ချိန်မှာကျတော့ကျမတို့ဒီဆန်လို့နောက်လိုအပ်တာတွေပေါ့နော်သူတို့လိုအပ်တာအမှငွေကြေးကကျတော့ဖားလဲဆိုတော့တချို့ကကျတော့ထိခိုက်တဲ့အရာတာရှိတယ်ထိခိုက်တဲ့အရာတွေဆင်းမပူနိုင်ဘူးပေါ့နော်နောက်ကိုဝင်ဆောင်တွေဒီအဲ့လိုမျိုးကြလို့ရှိရင်တော့ကျမတို့ကသူတို့ကိုငွေကြေးထောက်ပံ့ပေးသွားတယ်ပေါ့နော်နောက်တချို့တော့ဒီအလုပ်သမားတွေရဲ့မိသားစုတွေကကျတော့ထောင်ကျနေတယ်ငါးငါးနဲ့ကျတာရှိတယ်တခြားပုံမှန်နဲ့ကျတာရှိတယ်အဲ့ကျန်နေခဲ့တဲ့ လူတွေကလူမမယ်လေးတွေလည်းရှိတယ်။နောက်အိမ်ပြိုသွားတာတွေရှိတယ်။အဲ့ဒါမျိုးကြာတော့ကျွန်တော်တို့ဝေးကြေးပေါ့နော်။ထောင်ဝင်တာအတွက်ကောဟိုသူတို့ရဲ့ဒီတခြားကိစ္စအတွက်ကောပေါ့။ပြီးတော့ဒီတာပေါ်လင်လိုမျိုးလေးမိုးလို့လည်းရတယ်၊ခင်းလို့လည်းရတယ်။နောက်ချင်းအောင်ပေါ့။ချင်းအောင်ဆိုဖိုင်းပါလေချင်းအောင်မျိုးပေါ့နော်။အဓိကကတော့ကျွန်တော်တို့ကသူတို့တောင်းဆိုတာကိုပဲအရင်ဆုံးစဉ်းစားတယ်။ကျွန်တော်တို့ဟိုရွေးတာမဟုတ်ပဲနဲ့သူတို့တောင်းဆိုတဲ့အပေါ်မှာကျွန်တော်တို့ကမြေပြင်မှာသွားကြည့်ပြီးတော့အဲ့ဒါအဲ့ဒါကိုကူညီပေးရတာ။ ဟုတ်ကဲ့ဆရာမဟုတ်နောက်ဆုံးသိချင်တာလေးတစ်ခုကတော့ဗောနော်ဒီအခုကဒီငလျင်တွေ့သေးတာတွေမှာလည်းပြည်လဲထူအောင်ရေးတွေကစနေပြီဆိုတော့လေဒီအလုံးလမဲ့ဖြစ်သွားတဲ့အလုံးသမားတွေရဲ့သူတို့အလုံးအကင်ပြန်ရရှိရေးနဲ့သူတို့စောင့်ဝင်နေရေးပြည်လဲဖို့အရေးကဆမတိဘယ်လောက်ထိကြာအောင်မလဲပြီးတော့သူတို့အနေနဲ့ဘာတွေရုန်းကန်ရအောင်မလဲလို့ဟိုမြေပြင်မှာတွေ့ရလဲရှင်ဟောတော်တော်တော့ရုန်းကန်ရအောင်ပါပါဒါဆိုအခြေကျမို့ဗောနော်ဆိုတော့ဟိုမှာလည်းငလျင်ကဆက်လှုပ်နေသေးတယ်ဆိုတော့သူတို့ကကြာတော့ကျမမြင်ရသလားကဗောနော်ဒါစိတ်ကြကြတယ် ဖက်စိတ်ကြတယ်နောက်အလုံးလုံးဖို့ထမင်းစားဖို့အိမ်ပြန်ဆောက်ဖို့သူတို့အနေနဲ့ကစိတ်ကြကြနေကြတာပေါ့နော်အဲ့ခါကျတော့ကျမတို့ကလည်းခွန်အားပေးတာခွန်အားပေးတဲ့သဘောပါပဲအဲကျမတို့တွေသူတို့ကိုလာကူတယ်ဒါလုံးမလဲပေါ့နော်တချို့ကျတော့ဥမာဆိုကြပါဘူးသူတို့ပြောတဲ့စကားမှာတိုက်ပြူလာတယ်ပေါ့နော်ဘယ်တတိကအဲ့တိုက်မှာဟိုပါသွားတယ်လို့ပေါ့နော်ဒါပေမဲ့ အဲ့ဒီမှာမှာတစ်ခေး9ရောက်လောက်အတန်ထွက်တယ်ဆိုရင်အဲ့ဒီမှာအလုံးလုံးကြီးအလုံးသမားကကြာချီရှိနိုင်တယ်ပေါ့နော်ဒါပေမဲ့အဲ့လုံးသမားတွေအတန်မထွက်ဘူးအဲ့လုံးသမားတွေကတေသလားခြေသလားကြောက်သွားသလားဆိုသူတောင်ဆိုတာမသိရဘူးသူကလုတ်ပဲသွားလာလားအဲ့ဒီမှာအလုံးလုံးကြီးလားအဲ့လိုသွားလာလားအဲ့ဒီတော့ကတွေကိုမြင်ရတဲ့အခါမှာကျွန်မကနောက်တစ်ချိန်ပေါ့နော်ဟိုအဲ့လိုသွားဖို့အတွက်ခွန်အားဖြစ်သွားတာ သူတို့မှအဲ့လိုမျိုးကွန်မီတာစုကရှင်နေလားတင်နေလားဘယ်ကိုရောက်သွားလဲဒီထဲမှာလုံလုံနေရလားဟာပေါ့နော်ပါသွားတာလားဆိုတာမသိနိုင်ဘူးဒါပေမဲ့သူတို့အတွက်ကကြတော့ဒီဘက်မှာအတန်ထုတ်ပြီးတော့ပြောကြတာမရှိဘူးလေအတိအကျလုံနေတဲ့လုပ်ငန်းခွင်မှာကနေစရင်တိကျရပြီလေပြန်ချလုပ်သမားတွေအတွက်ကတော့စရင်တိကျမရအောင်ဒီနေ့ဒီမှာသူအလုပ်လာဆင်းတာလားမဆင်းဘူးလားသူဘယ်ကိုသွားတာလဲဆိုတာကိုသူမိသားစုကမသိနိုင်လို့စောင့်နေတဲ့လူတွေရှိနေတယ်။အဲ့ဒီဟာအဲ့ကျမတို့ကဒါလည်းကျမတို့အလုပ်သမားပဲ ခံကြလို့ကမှလည်းဒါကျမတို့ရဲ့အလုပ်ကမှပဲစိတ်ရောအလုပ်ကမှကျမတို့ရဲ့အလုပ်ကမှမဟုတ်ဘူးအထူးသဖြင့်ကတော့ကျမသူတို့ကိုပို့ချင်းကတ်တယ်ဒီစိတ်ရောအလုပ်ကမှကပဲဟိုနည်းနည်းဟိုခံတာအောင်ပဲပေါ့နော်ခုနကကျမပြောတဲ့ခံကြအလုပ်ကမှတွေကတော့တော်တော်ဆိုးရတဲ့အခြေအနေတွေခုမှရင်ဆိုင်နေရတယ်သူတို့တွေပြန်လည်ပြီးတော့တင်းပြီးအလုပ်လုပ်နိုင်ဖို့ဆိုတာကတော့အချိန်တိုင်းတာတစ်ခုကိုလိုအပ်အောင်ပဲသူတို့အတွက်ကအများကြီးကိုဟိုပြောပြောမယ်အခုဆိုလို့ရှိရင်ကျမနဲ့တူတူလိုက်တဲ့အချိန်မှာ တမကဘုံလုံးထုတ်လိုက်တဲ့အဲဒီမှာပါသူတို့ကသူတို့ရဲ့တရားမျှတမှုဖိဖဲထားပြီးတော့ခုလူတွေရဲ့ဒုက္ခကိုသူတို့ခံစားသွားတဲ့အတွက်ကြောင့်လို့အဲ့ဒါကိုကျမတို့ဇာတိုက်သွားနေတာသူတို့ရဲ့တရားမျှတမှုကပုံမှန်သွားတဲ့အခါကျတော့ဘာမှကိုနှိုင်းရှင်လို့မရတဲ့အခြေအနေမျိုးဖြစ်နေတာအမှခြေတော့ထိထားတယ်တပတ်လောက်ရှိနေပြီသူကဘာဖြစ်မှမှမရှိဘူးအဲ့တိုင်းလျှောက်သွားပြီးသူစားဖို့အတွက်ခမင်းတို့သွားရှုနေရတဲ့အနေအထားမျိုးမှာအဲ့လိုမျိုးမြင်ရတဲ့အခါကျတော့ကျမတို့အနေနဲ့ကလည်း ဟိုဘယ်လိုပြောမလဲဟိုကိုထမင်းစားရတာတော့မပါပဲဟိုကျမတို့မှာဘယ်လိုပြောအာသူ့ကိုအားနာနေရတယ်သူကအဲ့ထမင်းကိုတော့တန်းစီရခါမှာကျမကသူ့ကိုဘာလို့စိတ်မကူတာလဲလို့မေးလိုက်တဲ့အချိန်မှာကျမလည်းအဲ့ဒါလုံးဖို့အချိန်မရသေးဘူးကျမမိသားစုရှိတယ်ကျမသားသမီးရှိတယ်နောက်အဲ့လိုမျိုးပေါ့နော်ထိသွားတာတွေတော်တော်ဟိုလေဆိုးဆိုးဝါးဝါးအချိန်နေနေရတော့ကျမတို့လည်းပြန်ပြောသူ့အနေထားကိုတည်ပြီးတော့လေသူ့တက်တစ်ခုခုလုတ်ပေးချင်တာတော့မှာသူ့ကို ပုံရိုက်ဖို့တည်းအရန်အားနာသွားတာအဲ့လိုအခြေအနေမျိုးကြီးအများကြီးပဲရှိပါတယ်ဟိုပြောထုတ်ပြောလို့မရတဲ့အခြေအနေအများကြီးပဲရှိတယ်အကုန်လုံးသွားပြီးဆုံးသွားပြီးတော့ကလေးလေးတယောက်တည်းရောင်းလဲလဲဖြစ်နေတာတို့ဖိုးကြီးဖွားကြီးနှစ်ယောက်တည်းရောင်းလဲလဲဖြစ်နေတာတို့တွေလည်းအများကြီးပဲတွေ့ရတယ် DBPO မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချီချိုဆက်မှကျေးဇူးတင်ပါတယ်ရှင်